နမောတတဗကဝါဒောရာဒောသမသမုဒ္ဒတနမောတတဗကဝါဒောရာဒောသမသမုဒ္ဒတနမောတတဗကဝါဒောရာဒောသမသမုဒ္ဒတနမောတတနဲ့ဘုရားရှင်ကိုပြီးတော့ဥစဉ်ကအဘိဓမ္မာကိုလေ့လာလိုက်စားနေတဲ့တက္ကရာကမအမြအတွက်အထောက်ကူအနည်းငယ်မြအထောက်ကူရပါစေခြင်းအကျိုးငါဥစဉ်ကနေဒီအဘိဓမ္မထအမြင်ရှိတဲ့ဒီပြညိုကြံကိုပေါ့စိတ်ပိုင်းကနေအနည်းငယ်မြဥစဉ်ကညှောက်ဝေပေးပါမယ် ကျွန်တော်တို့ပထမဆုံးတင်မှာဘာတင်ဘာဘာတင်မှာလဲဆိုလို့ရှိရင်စိတ်ပိုင်းကိုတင်ပေးမယ်ပေါ့စိတ်ပိုင်းမှာတဲ့ဒီတင်ကြိုကြမှာပေါ့ပဏာမနဲ့ပဋိညင်းဆိုပြီးတော့နံပါတ်1အပုံမှာရေးထားတာရှိပါတယ်အဲ့တော့ပဏာမနဲ့ပဋိညင်းပဏာမဆိုတာဘာလုပ်လဲဆိုရင်ပဏာမဆိုတာရှိခိုးတာပဋိညင်းဆိုတာဝန်ခံတာကတိပေးတာပေါ့တမတတ္တဓမ္မခနုတ္တမ အတုလသမာသမုဒ္ဒဂုံဂုံတော်သုံးခုပေါ့တသတ္တမဆိုတာသူတော်ကောင်းတို့ရဲ့တရားကနုဒ္ဓမကနဥဒ္ဓမကနဆိုတာကဥဒ္ဓမဆိုတာမြတ်သူတော်ကောင်းတို့ရဲ့တရားမြတ်တော့အတ္တိယကိုင်းတဲ့ကွာဖြစ်တယ်ပေါ့နော်မြတ်စွာဘုရားရှင်ကိုပါပဲအတုလဆိုတာတူတဲ့ဟာမရှိတာသီလသမာဓိစတဲ့တစုံတယောက်တော့သူနဲ့တူတဲ့တူတဲ့လူရှိတော်မှမူတဲ့မြတ်စွာဘုရားဘုပေါ့သမာသမုဒ္ဒဆိုတာ မဖောက်မပြန်ကိုတော်တိုင်မြင်တဲ့ဒီသစ္စာလေးပါကိုတော်တိုင်သိတယ်မြင်တဲ့တမသမုဒ္ဒမြတ်စွာဘုရားရှင်ကိုအထူးသဖြင့်ရှိခိုးပါတယ်ဆိုပြီးတော့ရှင်ကြည်ကြံပြုတဲ့အနုရဒမထေမြတ်ကရှိခိုးတယ်ပေါ့ရှိခိုးပြီးတော့အဘိဓမ္မထာသင်္ဃာမြည်ရှိတဲ့သင်္ညိုကျမ်းကိုသူစေဝါမယ်တဲ့အဘိဓမ္မထာသင်္ဃာဆိုတာအဘိဓမ္မာခုနှစ်ကျမ်းပါအဲဟောတော်မူအဘိဓမ္မထာအမြည်ရှိတဲ့ဒီအဘိဓမ္မာသင်္ဃာယူဝါယူကျောင်းသင်္ညိုဝါသင်္ညိုကျောင်းပေါ့ဒီအဲခုနှစ်ကျမ်းတော့အဘိဓမ္မာတို့၌ဟောတော်မူတဲ့အနတ်တွေကို အချင်းချင်းပြီးတော့ယူဟာယူကြောင်တင်းညွာတင်းညွာကြောင်ဖြစ်လို့သူအပိဓမ္မထလို့ခေါ်တာပေါ့အဲ့ဒီတင်းညွာကြောင်ကိုဆိုဗီမတ်ဆိုဗီအန်ရေးဗီအန်ဆိုပြီးတော့ဂတိပေးတယ်ပေါ့ဂတိပေးပြီးတော့နံပါတ်2အပုံကကြတော့ဗာလဲဆိုလို့ရှိရင်ပရမထတရား၄ပါးဆိုပြီးတော့ခေါင်းစဉ်ပေးတယ်အဲ့ဒီမှာဗာလဲဆိုရင်တဲ့ထိုအပိဓမ္မခုနှစ်ကျမ်းနိုင်တယ်ထိုအပိဓမ္မကျမ်းနိုင်ပေါ့အလုံးစုံသောအပြာအပြင်းနဲ့မြတ်စွာဘုရားဟောတော်မူသောအပိဓမ္မအနတ်တို့သည်အပိဓမ္မအနတ်တို့သည်တဲ့ပရမထအပြင်းနဲ့စေ စေတသိက်ရုပ်နိဗ္ဗာန်ဤသို့သောအပြားဖြင့်၄ပါးသောအကြောင်းတို့ကြောင့်တည်တဲ့၄ပါးသောအကြောင်းတို့ကြောင့်တည်တယ်ပေါ့နော်ဘယ်မှာတည်လဲဆိုလို့ရှိရင်အဘိဓမ္မာကျမ်းမှာတည်တယ်ဘယ်ဘာဘယ်သူတွေတည်တာလဲဆိုရင်အဘိဓမ္မာရဲ့အနတ်တို့တည်ပေါ့အဲအဘိဓမ္မာရဲ့အနတ်တို့တည်၄ပါးသောအကြောင်းတို့ကြောင့်အဲ၄ပါးကဘာလဲဆိုလို့ရှိရင်စေရဲ့စေတသိက်ရဲ့ရုပ်ရဲ့နိဗ္ဗာန်ရဲ့ဒါဆိုလို့ရှိရင်နားလည်အောင် ပြောမယ်ဆိုလို့ရှိရင်ဒီနံပါတ်2အပုတ်ကဘာလဲဆိုလို့ရှိရင် နံပါတ်2အပုတ်ကပရမတ္တတရား၄ပါးကိုရည်တွက်ပြတယ်။နံပါတ်2ပုတ်ကဘာလဲဆိုလို့ရှိရင်ပရမတ္တတရား၄ပါးကိုရည်တွက်ပြတယ်။ပရမတ္တတရားဆိုတာဘာတွေလဲလို့မေးရင်ပရမတ္တတရားဆိုတာဘာတွေလဲလို့မေးရင်နံပါတ်1စိတ်နံပါတ်1စိတ်နံပါတ်2ကကြတော့စေတသိက်နံပါတ်3ကကြတော့ရုပ်နံပါတ်4ကကြတော့ဘာလဲဆိုလို့ရှိရင်နိဗ္ဗာန် စိတ်ကဘယ်နှမျိုးရှိတယ်လဲဆိုလို့ရှိရင်89မျိုးရှိတယ်။စေတသိက်ကဘယ်နှမျိုးရှိတယ်လဲဆိုရင်52မျိုးရှိတယ်။ရုပ်ကဘယ်နှမျိုးရှိတယ်လဲဆိုရင်28မျိုးရှိတယ်။နိဗ္ဗာန်ပေါ့နော်။ဒါသလိုရှင်ရင်နဲ့စိတ်ဆိုတာဘာလဲအာယုံကိုတည်တတ်လို့စိတ်လို့ခေါ်တယ်။စေတသိက်ဆိုတာဘာလဲစိတ်ကိုချေလဲတတ်လို့စိတ်နိုင်မိပြီးဖြစ်လို့စေတသိက်လို့ခေါ်တယ်။ရုပ်ဆိုတာဘာလဲဖောက်ပြန်တတ်လို့ရုပ်လို့ခေါ်တယ်။နိဗ္ဗာန်ဆိုတာဘာလဲနိဝါဏတဏှာကင်းလို့နိဗ္ဗာန်လို့ခေါ်တယ်ပေါ့။ ဒါသလို့ရှိရင်ပရမတ္တရားဘယ်နှပါးရှိသလဲဆိုရင်ပရမတ္တရား၄ပါးရှိပါတယ်တဲ့ပရမတ္တရား၄ပါးရှိပါတယ်ပရမတ္တရား၄ပါးကဘာတွေလဲလို့မြည်ရင်စိတ်စေတသိက်ယုံနိဗ္ဗာန်ဆိုတော့ပရမတ္တရား၄ပါးရှိတယ်ပေါ့ဒါသလို့ရှိရင်ပရမတ္တရား၄ပါးကိုသိပြီးတော့ဒီနောက်ထပ်တပုတ်ကဘာလဲဆိုလို့ရှိရင်ဘုံစိတ်အပြား၄ပါးဆိုပြီးတော့ပေါင်းစင်ပြည်တယ်ပေါ့ဘုံစိတ်အပြား၄ပါးမှာဘာတွေလဲဆိုလို့ရှိရင်ねထိုးတွင်ね ထိုတွင်ဆိုတာထိုပရမထတရား၄ပါးတို့တွင်ပေါ့စိတ်စတဲ့ရုပ်နေပါဆိုတဲ့ပရမထတရား၄ပါးတို့တွင်နဲ့ရှိဦးစွာစိတ်တည်တဲ့ကာမဝဆရာစိတ်၎င်းနဲ့ဒုပါဝဆရာစိတ်၎င်းအတုပါဝဆရာစိတ်၎င်းလောကုတ္တရာစိတ်၎င်းဤသို့အပြားအဖြစ်၄မျိုးပြား၏တဲ့ထိုတွင်ဆိုတာထိုပြီးထိုခုနပြောခဲ့တဲ့ပရမထတရား၄ပါးထဲမှာတဲ့သူရှိဦးစွာအရင်ဆုံးပေါ့စိတ်တည်အရင်ဆုံးဆိုတော့ဘုသူ့ရဲ့အရင်လဲဆိုလို့ရှိရင်စေတသိက်တည်ရုပ်တည်နိဗ္ဗာန်တည်ရဲ့အရင်စိတ်တည် ်ဘယ်နှမျိုးပြားတယ်လဲဆိုရင်၄မျိုးပြားပါတယ်တဲ့အစိတ်က၄မျိုးပြားနေပေါ့ဘယ်လို၄မျိုးပြားတယ်လဲဆိုရင်ကာမဝသရစိတ်၎င်းနဲ့ကာမဝသရစိတ်၄မျိုးဒုဗဝသရစိတ်၎င်းဒုဗဝသရစိတ်၄မျိုးအတုဗဝသရစိတ်၎င်းအတုဗဝသရစိတ်၄မျိုးလောကုတ္တရစိတ်၎င်းလောကုတ္တရစိတ်၄မျိုးဆိုတော့၄မျိုးပြားတယ်ပေါ့ကာမဝသရစိတ်မှာဘယ်နှမျိုးရှိတယ်လဲဆိုလို့ရှိရင်54မျိုးရှိတယ်ဒုဗ္ဗဒရစိမှာကြတော့စိတ်15မျိုးရှိတယ်အတုဗ္ဗဒရစိမှာကြတော့စိတ်12မျိုးရှိတယ်ဒုဗ္ဗဒရစိမှာကြတော့စိတ်10မျိုးရှိတယ်ဒါတွေကိုခဏထားမယ် ဒါသလို့ရှိရင်ဘုံစိတ်ဘယ်နှမျိုးပြားတယ်လဲလို့မေးရင်စိတ်ဘယ်နှမျိုးပြားတယ်လဲဆိုလို့ရှိရင်ခုနပြောခဲ့တဲ့ရိုးရိုးစိတ်လေးကနေနောက်ထပ်ဒီစာပိုင်းမှာကြတော့စိတ်ကို၄မျိုးခွဲလိုက်တယ်ပေါ့နံပါတ်၄ကာမဝဆရာစိတ်နံပါတ်၂ဒုဗဝဆရာစိတ်နံပါတ်၃အတုဘဝဆရာစိတ်နံပါတ်၄လောကုတ္တရာစိတ်ဆိုပြီးတော့ဤသူအပြားချင်း၄မျိုးပြားတယ်ပေါ့၄မျိုးပြားတယ်ဘသူတီပြားတာလဲစိတ်တီပြားတယ်ပြားတဲ့စိတ်ရဲ့အမျိုးအစားတွေကဘာတွေလဲကာမဝဆရာစိတ်လောက်ကောင်းဒုဗဝဆရာစိတ်လောက် ဒူဝဝဒရာစိတ်၎င်းအာဒူဝဝဒရာစိတ်၎င်းလောကုတ္တရာစိတ်၎င်းကာမဝဒရာဆိုတာဘာစိတ်လဲကာမဝဒရာစိတ်ဆိုတာဘယ်လိုစဉ်းမျိုးလဲလို့မြင်ကာမဘုံမှာများသောအဖြစ်ကျင်လေတဲ့ဖြစ်တဲ့လို့ကာမဝဒရာစိတ်ဒူဝဝဒရာစိတ်ဆိုတာဒူပဘုံမှာများသောအဖြစ်ကျင်လေတဲ့ဖြစ်တဲ့လို့ဒူပဝဒရာစိတ်အာဒူပဝဒရာစိတ်ဆိုတာအာဒူပဘုံမှာများသောအဖြစ်ကျင်လေတဲ့ဖြစ်တဲ့လို့အာဒူပဝဒရာစိတ်လောကုတ္တရာစိတ်ဆိုတာဘာလဲဆိုလို့ရှိရင်ဒီလောကကနေလွတ်မြောက်သွားတဲ့စိတ်ပေါ့လောကုတ္တရာစိတ်လို့ခေါ်တယ်ပေါ့ဒါတို့ရှင်ရင် နံပါတ်၄စာပိုက်ကဘာလဲဆိုလို့ရှိရင်အကုသိုလ်စိတ်၁၂ပါးလောဘမှုစိတ်၈ပါးခေါင်းစည်းရခေါင်းစည်းရအကုသိုလ်စိတ်၁၂ပါးလောဘမှုစိတ်၈ပါးပေါ့ဒါသလို့ရှိရင်အကုသိုလ်စိတ်၁၂ပါးလောဘမှုစိတ်၈ပါးတဲ့ဒါသလို့ရှိရင်ဖတ်ကြည့်မယ်အကုသိုလ်စိတ်ခေါင်းစည်းရဘာလဲဆိုလို့ရှိရင်အကုသိုလ်စိတ်၁၂မျိုးရှိတယ်တဲ့အဲ့ဒီမှာလောဘမှုစိတ်၈ပါးတဲ့ဒါသလို့ရှိရင်အကုသိုလ်စိတ်၁၂မျိုးကိုမပြောခင်လောဘမှုစိတ်၈ပါးကိုသူရေးမယ်ပေါ့ထို့တွင်တဲ့ကာမဝဆရစိတ်ဒီထို့တွင်အဘယ်စိတ်ဒီကာမဝဆရစိတ်ဒီ ဒါသလို့ရှိရင်ကာမောသရစိတ်ကိုခုနပြောခဲ့တယ်ကာမောသရစိတ်လို့ပြောခဲ့တယ်ဒူဝသရစိတ်လို့ပြောခဲ့တယ်အတူဝသရစိတ်ကာမောသရစိတ်တရားအဘယ်နည်းဆိုကာမောသရစိတ်တရားအဘယ်စိတ်ဒီကာမောသရစိတ်နဲ့ကာမောသရစိတ်တို့ဘာတွေလဲလို့မေးတာထိုးတွင်စရာကထိုး၄ပါးသောစိတ်ဒီပေါ့ကာမောသရစိတ်ဒူဝသရအတူဝသရစိတ်ထဲမှာကာမောသရစိတ်တရားအဘယ်စိတ်တရားကာမောသရစိတ်လဲလို့မေးတော့ဘလို့ရေးလဲဆိုလို့ရှိရင်သောမနတသဟဂုတ်ဒိဋ္ဌိကဒတံပယုတ်အတင်္ဃာတိက စိတ်တပါးသတင်္ဃာတိကစိတ်တပါးဒီမှာတပါးဒီမှာတပါးဆိုတော့နှစ်ပါးရသွားပြီ။ ဒါဆိုရင်သောမနတ္တာကိုဒိဋ္ဌိကရတံမျိုးအသင်္ဃာတိကစေတပါဒါသလိုရှင်ရင်ဒီဟုတ်တာကိုကြာတော့ပြန်ဆိုရမယ်အတူတူပဲသောမနတ္တာတဟကုတ်ဒိဋ္ဌိကရတံမျိုးအသင်္ဃာတိကစေတပါဟုတ်ပြီဒါဆိုရင်နှစ်ပါးရမယ်သောမနတ္တာတဟကုတ်ဒိဋ္ဌိကရတံမျိုးအသင်္ဃာအသင်္ဃာတိကစေတပါသောမနတ္တာတဟကုတ်ဒိဋ္ဌိကရတံမျိုးအသင်္ဃာတိကစေတပါပေါ့နောက်တစ်ခုကကြာတော့သောမနတ္တာတဟကုတ်ဒိဋ္ဌိကရဝိပယုတ်ခုနကတံမျိုးဒါကဝိပယုတ် အတင်္ဂါဒီကစေတပါးသောမနတတဟတင်္ဂါဒီကစေတပါးဒါလည်းတပါးဒါလည်းတပါးတော့နှစ်ပါးပေါ့ဒီနှစ်ပါးကဘာလဲဆိုလို့ရှိရင်သောမနတတဟဂုံဒေဒီကတာဝိပယုံအတင်္ဂါဒီကစေတပါးသောမနတတဟဂုံဒေဒီကတာဝိပယုံတတင်္ဂါဒီကစေတပါးဒါဆိုလို့ရှိရင်အပေါ်ကသောမနတတဟကိုကဘယ်နှမျိုးလဲဆိုရင်၄မျိုးရှိပါတယ်ပေါ့နော်သောမနတတဟကိုအဲ၄မျိုးပေါ့အပေါ်ကလည်း အတင်ငါဒီကတာတင်ငါဒီကရရလဲသောမနတတာဟာကိုဒီကြီးပဲဒီကအတင်ငါဒီကတာတင်ငါဒီကစိတ်တရားလဲသောမနတတာဟာကိုဒီကြီးပဲဒါပေမဲ့အတင်ငါဒီကချင်းတူချင်းတူဝင်ညတော့လဲအဲဒိဋ္ဌိကတာဝိပယုံနဲ့ဒိဋ္ဌိကတာတံပယုံဆိုတော့တံပယုံဝိပယုံတွေတွေကွာတယ်သောမနတတဲ့အတူတယ်ပေါ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဥပိ္ပခာတဟာကုတ်ဒိဋ္ဌိကတာတံပယုံအတင်ငါဒီကစိတ်တပါနောက်တစ်ခုကဥပိ္ပခာတဟာကုတ်ဒိဋ္ဌိကတာတံပယုံသတင်္ဃာဒီကစိတ်တပါး ခုနကတော့သောမနတတွေအခုကကြတော့ဥပိ္ပခါတွေပေါ့နော်ဒါသလို့ရှိဘယ်နှပါးရောက်သွားပြီလဲဆိုရင်တပါးတပါးတပါးတွေရည်ခဲ့တာဘယ်နှပါးရောက်သွားပြီလဲဆို6ပါးရသွားပြီနောက်တစ်ခုကဥပိ္ပခါတဟာကုံဒိဋ္ဌိကတာဝေပယုံအတင်္ဂါတိကစေတပါတလင်္ဂါတိကစေတပါဒါသလို့ရှိရင်ရည်ရင်အပြည့်စုံရည်ရင်သောမနတဥပိ္ပခါတဟာကုံဒိဋ္ဌိကတာဝေပယုံအတင်္ဂါတိကစေတပါဥပိ္ပခါတဟာကုံဒိဋ္ဌိကတာဝေပယုံတတင်္ဂါတိကစေတပါဆိုတော့အဲ့လိုအပြည့်စုံရည်ရမယ်အဲ့လိုအပြည့်စုံရည်ရင်စာအုပ်ကြီးကထူသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကြမ်းလေးမယ်မလို့လားပဲနဲ့ စာရီအများကြီးရတဲ့စာရွက်တွေကုန်နေပြီစာရွက်တွေကုန်နေဒါကြောင့်မလို့အချင်းချင်းရေးထားတယ်ပေါ့ဒါကြောင့်မလို့သောမနဥပိ္ခာတဟာကိုဒိဋ္ဌိကတာဝိပယုံအာသင်္ဃာတိကစေတပါဥပိ္ခာတဟာကိုဒိဋ္ဌိကတာဝိပယုံသာသင်္ဃာတိကစေတပါတဲ့ဤသို့ဤသို့အပြန်အားဖြင့်တဲ့ဤစိတ်တို့သည်တဲ့ရှစ်ပါးသောလောဘတဟာကိုစိတ်တို့သည်ညီကုန်ဤတဲ့ဒါသလို့ရှိရင် ဘာမြည်တာလဲမြည်တယ်ပေါ့နော်ဘာမြည်တာလဲမြည်ကုန်ဤပေါ့ဘာတွေမြည်တာဘသူတွေမြည်တာလဲဆိုလို့ရှိရင်လောဘတဟားကိုစိတ်တို့မြည်တယ်ပေါ့လောဘတဟားကိုစိတ်တို့မြည်တယ်ဒါသလို့ရှိရင်လောဘတဟားကိုစိတ်တို့မြည်တယ်ဒါသို့ရင်ဘသူတို့ဒီလဲဆိုဤစိတ်တို့ဒီပေါ့ဤစိတ်တို့ဒီတဲ့ရှင်းပါတော့တဲ့လောဘတဟားကိုစိတ်တို့မြည်တယ်ရှင်းပါတော့လောဘတဟားကိုစိတ်တို့မြည်တယ်ဒါသို့ရှင်းပါတော့လောဘတဟားကိုစိတ်တည်းကဘာတွေလဲမင်းမယ်ဆိုလို့ရှိရင်ဘာတွေလဲလို့မင်းမယ်ဆိုရင်သောမနတတဟားကုတ်ဒိဋ္ဌိကတံပယုတ် အာသင်္ဂါရိကစိတ်တပါးသသင်္ဂါရိကစိတ်တပါးသောမနတသဟဂုဒိဋ္ဌိကတဝိပယုတ်အသင်္ဃာရိကစိတ်တပါးသောမနတသဟဂုဒိဋ္ဌိကတဝိပယုတ်အသင်္ဃာရိကစိတ်တပါးဥပိ္ခာသဟဂုဒိဋ္ဌိကတသံမယုတ်အသင်္ဃာရိကစိတ်တပါးဥပိ္ခာသဟဂုဒိဋ္ဌိကတသံမယုတ်အသင်္ဃာရိကစိတ်တပါးဥပိ္ခာသဟဂုဒိဋ္ဌိကတဝိပယုတ်အသင်္ဃာရိကစိတ်တပါးဥပိ္ခာသဟဂုဒိဋ္ဌိကတဝိပယုတ်အသင်္ဃာရိကစိတ်တပါးအဲ့လိုရှင်းမျိုးရှိတယ်ပေါ့